မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာ battery တွေ cell တစ်လုံးနဲ့တစ်လုံးမညီတော့တဲ့အခါမှာညှိပေးတဲ့စနစ်နှမျိုးပေါ့ active balancing နဲ့ passive balancing အကြောင်းကိုကျွန်တော်ဒီနေရာမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာလည်းပဲဒါဒီမှာကျွန်တော်ပုံနေနဲ့လည်းပြထားတယ်ဒီမှာကတ်နဲ့ကတ်ကျွန်တော်ဒီမှာပြထားတယ်ပေါ့နော်ဒီကတ်မှာကျတော့သူက passive balancing စနစ်နဲ့အလုပ်လုပ်တာဖြစ်တယ်ပေါ့နော်ဒီမှာ balance resistor လေးတွေပါတယ်ဒီ resistor ၃လုံးကသူက passive ဆိုတဲ့နည်းနဲ့ battery တွေကိုညီအောင်ညှိပေးတယ်။ဒီကက်ကကြတော့သူက active balancer ပေါ့နော်။သူကတော့ active ဆိုတဲ့နည်းနဲ့ပါလဲဆိုရင် battery တွေကိုညီအောင်ညှိပေးတယ်။ဟုတ်ပြီ။အဲသူတို့ဘယ်လိုညှိတယ်ဆိုတဲ့ဟာကို လေ့လာကြမှာဖြစ်ပါတယ်။အဲ့တော့ဘာကြောင့်ညှိရတယ်လဲကိုကျွန်တော်တို့အရင်ကြည့်မယ်။နော်။အဲ့တော့ဘာကြောင့်ညှိရတယ်လဲဆိုရင်ဒီမှာဒီပုံကိုကြည့်မယ်ဆိုရင်ဒီနေရာမှာကျွန်တော် light portfolio battery ကိုကိုစားပြုတ်ပြီးတော့ပြောသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီမှာ cell ၄လုံးဆိုရင်ဒါ၁၂ဘူပေါ့ ဆက်နှစ်ဖို့ဘက်ထရီတစ်လုံးမှာသူကဘက်ထရီတွေကိုကျွန်တော်တို့ကဒီနေရာမှာရေခွက်လို့သဘောထားလိုက်ဟုတ်ပြီရေလေးခွက်ရှိတယ်ရေလေးခွက်ထဲမှာအထဲမှာရှိတဲ့ရေပမာဏကတူညီနေတယ်ဟဲ့ဆိုရင်တော့ဒါအားသွင်းတဲ့ခါမှလည်းတူမယ်ထုတ်တဲ့ခါမှလည်းတူမယ်ဒါပေမဲ့အချိန်ကြာလာရင်တော့ဘာဖြစ်လဲဆိုတော့ထုတ်လိုက်သွင်းလိုက်ထုတ်လိုက်သွင်းလိုက်ဆိုတော့ကြာလာလာနေဒီအောက်ပုံတွေကလို့ရေလေးပဲမညီတော့ဘူးအဲ့ချိန်မှာဒီ ချာဂျာရီဆိုတာကလည်းပဲဒီထဲမှာရှိတဲ့ရေတခုခုပေါ့နော်ဒီခွက်တခုခုကပြည့်ပြီဆိုတော့လည်းသူကဖြတ်ချလိုက်မှာပဲကြံတာပြည့်မပြည့်သူမသိတော့ဘူးအဲ့ဒီမှာစပြီးတော့မှဒါဘက်ထရီတွေမညီတာတွေစပြီးတော့ဖြစ်လာတာပေါ့နော်အဲ့တော့ညီအောင်ကျွန်တော်တို့ကပြန်ပြီးတော့ညှိပေးရတယ်အဲ့လိုညှိပေးတဲ့အခါမှာ active နီးနဲ့ညှိတဲ့နီးနဲ့ passive နီးနဲ့ညှိတဲ့နီးဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းကိုကျွန်တော်တို့ကလေ့လာမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ ပရမဆုံးကျွန်တော်တို့က passive balancing စနစ်အကြောင်းကိုကျွန်တော်တို့ကြည့်ကြည့်အောင် passive balancing ဆိုတာတော့ဒါခုနကကျွန်တော်ပြောသလိုဒီ gap ရဲ့မှာပါတဲ့ဟာမျိုးပေါ့နော်ဒီ resistor တွေနဲ့ तू ကအလုပ်လုပ်တယ် तू က passive မှာကြတော့ဥပမာဗျာဒီ resistor တစ်လုံးချင်းတစ်လုံးချင်းစီမှာဆိုရင်ပေါ့နော်ဒီ resistor နဲ့ချိတ်ဆက်ထားတဲ့အတန်းပေါ့ဒီမှာဆိုရင်ဒါ series 3တန်းရှိတဲ့အတွက်မဟုတ်ဒီမှာဘာလဲဆိုရင် resistor ကလည်း3ခုရှိတာဖြစ်တယ်ပေါ့နော် တော့ဒီသူနဲ့တွဲထားတဲ့စီးရီးတန်းကအပြည့်သွားပြီကြံတဲ့အတန်းတွေကအမပြည့်သေးဘူးဆိုရင် तू ကအပြည့်နေပြီမဲ့လေ तू ကအပြည့်နေပြီဟဲ့ဆိုရင် तू ပိုနေတဲ့ဟာတွေကို तू ကဘာလဲဆိုရင်အပူဖြစ်နေစွန့်ထုတ်ပေးတာဒီပတ်စက်မှာကြတော့တူတဲ့အိဗေကတော့ဗျာသူ့အထဲမှာရှိတဲ့ရေခွက်နဲ့အနေနဲ့ပြောရင်နော် तू နဲ့ချိတ်ဆက်ထားတဲ့ခွက်ကဒီ resistor နဲ့ချိတ်ဆက်ထားတဲ့ခွက်ကရေကရှန်ကြနေတာပေါ့ရှန်ကြနေတာပူအနေနဲ့ရှန်တာပေါ့နော်အပူအနေနဲ့ तू ကတတ်မှတ်ထားတဲ့ level တခုမရောက်မချင်းကြံတဲ့ဟာတွေမရောက်မချင်းပေါ့သူနဲ့မတူမချင်းသူကအပူဖြစ်နေစွန့်ထုတ်ပြီးတော့မှဒီအပူတွေကိုစွန့်ထုတ်တာပေါ့နော်အဲ့တော့ရှန်ကြနေတဲ့တခြားစီကိုသူလိုက်မဖြည့်ပေးဘူးနော်ဒါက passive balancing အပူကိုစွန့်ထုတ်တဲ့နည်းနဲ့ဗာလဲဆိုရင်ဆဲလ်တွေကိုညှိတယ်လို့ဒါလွယ်တကူမှတ်လို့ရတယ်ပေါ့နော်သူက resistor တွေကိုအဓိကအသုံးပြုတယ်ဒါပေမဲ့တခုရှိတာကသူကတော့သူ့ရဲ့ကောင်းကျိုးအနေနဲ့ ဘယ်တော့ကောင်းကျိုးလို့ပြောရမလားပေါ့အဲ့မှာသူကုန်ကြစည်းတော့ပို့ပြီးတော့နေတယ်ဈေးသက်တာတာပေါ့နော်ကုန်ကြစည်းနေတယ်လို့သူကဒီ passive balance စနစ်မှာကြတော့ efficiency လည်းပို့ပြီးတော့နေတယ်ပြီးတော့သူကအားသွင်းနေတဲ့အချိန်မှာပဲခြားခြားနဲ့ချိတ်ဆက်ပြီးတော့အားသွင်းနေတဲ့အချိန်မှာပဲသူကအလုံးလုံးမှာဖြစ်တယ်ခြားခြားအားမသွင်းတော့ဘူးဆိုရင်သူကအလုံးမလုံးတော့ဘူးပြီးရင်သူက balance လုပ်တဲ့နှုံးကတော်တော်လေးကိုနှေးတယ်ပေါ့နော် အချိန်အကြာကြီးသူကဘယ်လက်စလုပ်ရတာပေါ့ဗျာရှင်းရှင်းပြောရမယ်ဆိုတော့ဟုတ်ပြီဒါကြောင့်မို့လို့ကျွန်တော်တို့တတိထားမိကြလာတော့မသိဘူးဒီဒါမျိုး balancing စနစ်ပေါ့နော် passive balancing စနစ်ပါတယ် BMS တွေမှာဆိုရင်ကျွန်တော်တို့ဒီ battery တွေကိုအားသွင်းတဲ့အခါမှာအားပြည့်သွားပြီ battery အားပြည့်သွားပြီဟဲ့ဆိုရင်ဒီ balance resistor တွေရပါတော့ ဒီဘက်ထရီအပြည့်ခါနီးဒါမှမဟုတ်ရင်အပြည့်သွားပြီးအဲ့ဒီအချိန်တွေမှာဒီ resistor လေးကိုကင်ကျင်တော်တော်လေးကိုပူတာကိုတွေ့ရမယ်ဒါကသူဘာလဲဆိုရင် balancing လုပ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပေါ့နော်ဒီပူတာကများသောအားဖြင့်တော့ဒီ balance resistor တွေကပူတတ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါမျိုး passive balancing စနစ်ကကြတော့ကျွန်တော်တို့ဒီ series အရေးအတွက်နည်းပြီးတော့မှဒီ battery capacity လို့ခေါ်တဲ့ AH နည်းတဲ့ battery တွေမှာပဲ ပို့ပြီးတော့တင့်တော်ပါတယ်ပေါ့နော်စီးရီးရဲ့အတွက်နဲ့ဥပမာဒီ lithium 3s လောက်ကတော့ဒါပြက်တနာတိတ်ပြီးတော့မရှိသေးဘူးပေါ့နော်နောက် light profile မှာဆိုရင်လဲဒါတချို့ဒီ BMS ကောင်းတဲ့ဟာတွေကိုတုံးထားမယ်ဟဲ့ဆိုရင်တော့သူ့ရဲ့အထဲမှာပါတဲ့ passive balancing စနစ်ကလည်းကောင်းတဲ့အတွက်ကြောင့်မို့လို့ဒီ 4s လောက်ထိကတော့တိတ်ပြီးတော့ပြက်တနာမရှိဘူးဒါပေမဲ့ 8s လောက်ရောက်လာပြီပေါ့နော်ဒါရှစ်လုံးလောက် CD တွဲရတော့မယ်24%ပေါ့အဲ့ဒါမျိုးစနစ်တွေမှာဆိုရင်တော့ဒါမဖြစ်မနေဘူး balancer ကတုံ့တင်ပါတယ်ပေါ့နော် ဒါက passive balancing စနေရဲ့အလုပ်လုပ်တဲ့ပုံစံဟုတ်ပြီနော်သူက resistor နဲ့အလုပ်လုပ်တယ်အပူကိုစွန့်ထုတ်တယ်ပူနေတဲ့ဟာတွေကိုအပူဖြစ်နေစွန့်ထုတ်ပြီးတော့မှတခြားဟာတွေနဲ့တူအောင်ညှိတာပေါ့နော်ဟုတ်ပြီနောက်တစ်ခုဖြစ်တဲ့ဒါမျိုးကသူကကြတော့ active balancer ပေါ့နော်သူက active စနစ် active စနစ်မှာကြတော့သူကဘယ်လိုလုပ်လို့လဲဆိုတော့ခုနက passive တုန်းကကြတော့ဥမာဒီမှာဆိုရင်ဒီ ဒီခွက်ကရှန်နေပြီထားရှန်နေပြီဆိုရင်တခြားဟာတွေကဒါမပြည့်သေးဘူးဒီခွက်ကတော့ရှန်နေပြီဒီရှန်နေတဲ့ဟာတွေအားလုံးကအပူဖြစ်နေစွန့်ထုတ်သွားမယ်အဲ့တော့ကျန်တဲ့ဟာတွေအကုန်လုံးသူ့နဲ့ level အညီရောက်လာမှသာလင်ပါလဲဆိုရင်အားလုံးက balance လို့တာရပ်သွားမယ်ပေါ့အပူဖြစ်မစွန့်တော့ဘူးเนาะကျန်တဲ့ဟာတွေကသူ့နဲ့ level တူသွားပြီအဲ့တော့သူကအဲ့လိုမျိုးစနစ်နဲ့ level ကိုတူအောင်ညှိတာ active မှာကြတော့အဲ့လိုမဟုတ်ဘူးဥပမာဒီမှာလိုနေတယ်ဟုတ်ပြီဒီမှာလိုနေတဲ့ဟာကိုသူက ်ဖြည့်မယ်ဟိဆိုရင်ဘာလဲဆိုရင်ပိုနေတဲ့ဟာတွေတဲ့ကနေပြီးတော့မှလိုနေတဲ့အလုံးကိုတွားပြီးတော့မှဖြည့်ပေးတာလိုနေတဲ့ cell တဲကိုပိုနေတဲ့အလုံးတွေစီကအားတွေကိုယူပြီးတော့မှဘာလဲဆိုရင်ညှိတာဖြစ်တယ်အားလုံးတူသွားအောင်ညှိလိုက်တာပေါ့နော်အဲ့ခါကျတော့ပိုပြီးတော့မြန်နေသွားဆိုတဲ့အိဗေကအားများနေတဲ့ cell တွေကနေပြီးတော့အားနည်းနေသေးတဲ့ cell တွေကိုညှအောင်ညှိပေးတာ အာ technical term နဲ့ပြောရင်ဒီ higher SOC ရနေပြီးတော့မှဒီ lower SOC cell တွေကိုပြန်ပြီးတော့မျှပေးတဲ့စနစ်ကိုဆိုလိုတာဖြစ်တယ်ဗောနော် active balance စနစ်ကဒီကတ်တွေရလုံးလုံးတဲ့ပုံစံမျိုးပါဗောနော်သူအပူအဖြစ်မစွန့်ထုတ်ဘူးမပူဘူးဗောဗျာဒီရှံမကြောက်ဘူးဗောရေအနေနဲ့ပြောရင်ဒီမှာရေခွက်အနေနဲ့ပြောရင်တော့ဒါရှံမကြောက်ဘူးလိုနေတဲ့နေရာတွေကိုတိုက်ပြီးတော့သူကဗာလဲဆိုရင်ဖြည့်ပေးလိုက်တာဟုတ်ပြီနော်ဖြည့်ပေးတဲ့ခါမှလည်းသူကပူနေတဲ့တလုံးတည်းကဖြည့်တာမဟုတ်ဘူးအားလုံးဥမာဒီခွက်ကလိုနေတယ်ဆိုရင်ဒီကလည်း level တခုတူညီသွားအောင်ဒီကောင်ကလည်းနည်းနည်းတူစီဖြည့်ပေးလိုက်မယ်။သူကနေဒီလိုသွားမယ်၊သူကနေဒီလိုသွားမယ်။လိုနေတဲ့ဟာတွေဝိုင်းပြီးတော့သူကပါလဲဆိုရင်အကုန်လုံးဖြည့်ပေးတဲ့စနစ်ပေါ့။အဲ့ဒါကို active balancing စနစ်လို့ခေါ်တယ်။သူက charger တွေနဲ့ချိတ်ဆက်မထားဘူး။အားမသွင်းထားတဲ့အချိန်တွေမှာလည်းပဲ balancing လုပ်ပေးနေပါတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီ active balancer တွေကိုကျွန်တော်တို့တတ်ထားတယ်ဆိုရင်ဒီမှာမီးကလင်းနေနိုင်မယ်ပေါ့နော်။ဒီ run ဆိုတဲ့မီးကအချိန်ပြည့်လင်းနေနိုင်မယ်။ဒါကပါလဲဆိုရင်သူကလုံးလုံးနေတယ်။အားမသွင်းထားရင်လည်းပဲသူကအလုံးလုံးနေတယ်ဆိုတော့ အထိပ္ပယ်ဖြစ်တယ်ပေါ့နော်ပြီးရင် तू က MPR များရင်များသလိုသူ့ရဲ့နှုံးကလည်းပဲဒီညှိပေးတဲ့နှုံးကမြန်တယ်ပေါ့နော်အဲ့ဒါအတွက်ကြောင့်ဒီ active balancing စနစ်ကတော့ပါလဲဆိုရင်ပို့ပြီးတော့ကောင်းတယ်လို့ပဲပြောရမှာပေါ့ဗျာပို့ပြီးတော့လည်းမြန်တယ်နောက် efficiency လည်းပို့ပြီးတော့ကောင်းတယ်တခုရှိတာကတော့သူကဈေးပေါ့ပို့ပြီးတော့ကြီးတယ်ခုန passive စနစ်ထက်သူက active စနစ်ကဈေးပို့ပြီးတော့ကြီးတယ် နောက်ပြီးတော့သူကကြတော့ဘာနဲ့တင့်တော်သလဲဆိုရင်ဒီ CD အရေအတွက်များပြီးတော့မှ AH များတဲ့ဘက်ထရီတွေမှာတော့ဒါလုံးဝကို passive ထက်ဒီ active စနစ်ကပိုပြီးတော့တင့်တော်ပါတယ်ပေါ့နော်အဲ့တော့ဒီကနေ့ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုဒါနားလည်သဘောပေါက်ကြမယ်လို့ထင်တယ်အဲ့တော့အားလုံးလုံးဝကို detail ကြကြတော့ဖြစ်မှာတော့မဟုတ်ဘူးအဲ့တော့ကိုက detail ကြကြပို့ပြီးတော့သိချင်တဲ့ဟိဆိုရင်တော့ဒါ online ပေါ်တွေမှာသွားပြီးတော့ကိုကပြန်ပြီးတော့လေ့လာလို့ရပါတယ်ပေါ့နော် တော့ကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေမှာလိုအပ်ချက်လေးတွေရှိခဲ့တယ်ဆိုရင်လည်းဒါကြောင့် comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးနိုင်ပါတယ်ဗောနော်အဲ့တော့ဒီနေရာမှာ active balancing နဲ့ passive balancing စနစ်အကြောင်းတွေကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်